ကမ္ဘာတဝမ်းရှိသူနာပြည်ပေါင်း28တန်းကျော်ကိုကွန်ပျူတာအဖြစ်နှစ်စဉ်မေလ12ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာသူနာပြည်များ၏အထိမ်းအမှတ်ဖြင့်သတ်မှတ်ကျင်းပကြပါရယ်။နဇဆာတဲ့ဘပေါ်နိုဟတ်ကဲဆိုတဲ့အတိုင်းသူနာပြည်ဆရာဆရာမတွေဆိုတာဂျမ်းမာရေးဆောင်ရှောက်ရှင်စနစ်ရဲ့ကျော်ယိုးလူတင်စားရလောက်အောင်အတိတ်ကခံခံနာမှာပါဝင်နေပါရယ်။ဒါကြောင့်သူနာပြည်ဆရာဆရာမတို့ရဲ့တည်မြဲတဲ့ကတိကဝတ်တွေ၊ကျိုးစားနွမ်းတာခံမှုတွေ၊ကြီးမားတဲ့စာနာစိတ်နဲ့ပြောင်းလဲတဲ့ဒုစိုက်ဆောင်ရှောက်မှုတွေကိုမန္တလာကြီးရဲ့ကချီးမောကွန်ပျူလိုက်ပါရယ်။ မင်္ဂလာပါရှင်။ကျမကတော့မန္တလေးဆေးရုံ၅ဆယ်မှအတိဒါဖြစ်ပါတယ်။အဲ emergency nurse တယောက်ပါ။ emergency nurse တယောက်အနေနဲ့ အရေးပေါ်ခုနတည်းကကျမတို့ emergency ဌာနကိုရောက်လာတဲ့အချိန်မှာဆရာဝန်တွေဆရာမတွေ emergency care တွေ emergency treatment တွေပေးပြီးတော့လူနာတတ်တာသွားတဲ့အချိန်ကတော့ PT ဖြစ်ရဆုံးပါပဲအဲ့အချိန်ရတဲ့ PT ရပဲယာနဲ့မှမလဲနိုင်ပါဘူးပင်ပင်မနဲ့ဆိုတာလည်းမရှိတော့ပါဘူးရှင်မင်္ဂလာပါကျမကတော့မန္တလေးဆေးရုံမှာ senior step ဝင်းမြတ်ပါကျမအနေနဲ့ပြရတဲ့အတွက်ပျော်ရှင်ရဆုံးအချိန်ကတော့ကိုပြုစုပေးလိုက်တဲ့လူနာတွေကပေါ့နော်သူတို့ပြန်ပြီးတော့မှလူနာအချိန်ကြီးပြန်ကောင်းလာတာကိုမြင်ရတဲ့အချိန်ကကျမတို့ပျော်ရွှင်ရဆုံးပါပဲရှင် မင်္ဂလာပါရှင်ကျမကတော့မန္တလေးဆေးရုံ MPD ဒီပါမန့်မှာတာဝန်ထမ်းဆောင်နေတဲ့ တက်နဲ့စင်မာခရီးဖြစ်ပါတယ်ရှင်။ဒီမန္တလေးဆေးရုံမှာဆေးရုံလာတက်ပြီးရဲ့နောက်လူနာနဲ့သူ့မိသားစုအားဒီလူနာရဲ့ရောဂါဝေဒနာတက်တာပြီးတော့ဆေးရုံဆင်းတဲ့အချိန်ပေါ့နော်။ဒီမှာရှိနေတဲ့ဆရာဝန်ဆရာမတွေရဲ့ကုသမှုကြောင့်မလို့သူတို့ရောဂါဝေဒနာတက်တာပြီးတော့မှဆေးရုံဆင်းသွားရတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့ဆေးရုံဆင်းသွားရတယ်။သူရောဂါဝေဒနာတက်တာလို့လူအဲဆရာဝန်ဆရာမတွေကိုကျေးဇူးတင်ကြောင်းပြောတဲ့အခါအတိမတ်ပြုတဲ့အခါမှာကြားရတဲ့စကားလုံးနေကြောင်းမလို့အဲ့ချိန်မှာဆိုရင်ဝမ်းအသာဆုံးပါပဲ။အဲပီတီဖြစ်မိပါတယ်။